ခုဆိုလို့ရှိရင်တော့ဒူးရင်းသီးပါမုံအပိုင်းနှစ်ကလေးဖြစ်ပါတယ်ဒီမှာဆိုရင် ရေခဲတက်တာထဲမှာတနအီနှက်ပြီးသားဂျုံလုံးလေးကိုထုတ်လာတာပါဒီဂျုံလုံးလေးကိုလေတွေကုံသွားအောင်လို့အခုပြတ်ထားတဲ့အတိုင်းလက်နဲ့အားရပါရလေတွေကိုဖိထုတ်လိုက်ပါမယ်ဖိထုတ်ပြီးပြီဆိုလို့ရှိရင်လိုအပ်တယ်လို့ဂရန်လေးချိန်လေးတွေကိုချိန်ပါမယ်အခုဒီမှာချိန်ထားတဲ့လေးချိန်ကတော့တလုံးကို26ဂရမ်စီချိန်ထားတာဖြစ်ပါတယ် ကိုမုတ်လုံနေတဲ့အခန်းကလေလုံနေတယ်ဆိုရင်ပလတ်စတစ်အုပ်ဆရာမလို့ဘူးအခုပြရတဲ့အတိုင်းဇက်တိုက်လုတ်သွားလို့ရပါတယ်တကယ်လို့မုတ်လုံနေတဲ့အခန်းကလေတိုက်နေတယ်လေဝင်လေထွက်ကောင်းပြီးတော့လေတလက်လွယ်တယ်ဆိုရင်တော့ဂျုံလုံးလေးတွေကိုကင်နေတဲ့အချိန်မှာကြံနေတဲ့ဂျုံလုံးကိုပလတ်စတစ်အုပ်ထားပေးဖို့လိုအပ်ပါတယ်အခုဆိုရင်တော့ပြထားတဲ့အတိုင်းဂျုံလေးတွေကိုလုံးပါမယ်။ဒါလေးကကျတော့အလေးချင်းရှိမှပို့ပြီးတော့လွယ်ကူမှဖြစ်ပါတယ်။အခုပြထားတဲ့လက်အနေထားအတိုင်းလေးဂျုံတွေကိုအလွယ်တူလုံးပေးနိုင်ပါတယ်ရှင်။ လုံးပြထားတာလေးတွေကိုတေချာလေးလိုက်ကြည့်ပေးပြီးတော့အိမ်မှာလေ့ကျင့်ကြည့်ကြပါနော်။ဂျုံလုံးတဲ့အခါမှာလက်နဲ့တအားဖိပြီးဆွဲလိုက်မယ်ဆိုရင်ဂျုံလေးတွေကအောက်ကနေဝင်လာတဲ့လုံးလုံးတဲ့ဂျုံအစတွေကအပေါ်တက်လာပြီးတော့ပို့ပြီးကွဲသွားနိုင်ပါတယ်။ဒါကြောင့်မလို့ဂျုံလေးကိုလုံးတဲ့အခါမှာညင်ညင်တတလေးပဲလက်နဲ့လှည့်ပေးပါ။ဖိထားစရာမလိုပါဘူး။ဂျုံလုံးကိုမဖိထားဘဲနဲ့ဖွဲ့ဖွဲ့လေးလှည့်ပေးခြင်းအဖြစ်အခုပြထားတဲ့အတိုင်းချောချောမှုမှုဂျုံလုံးလေးတွေကိုရနိုင်ပါတယ်။ အခုလိုမျိုးတလုံးပြီးတလုံးအမြန်လေးလုံးပြီးတော့ဘန်းထဲကိုတခါတည်းထည့်ပေးရပါမယ်။ဘန်းကတော့ရှစ်လက်မပတ်လေဘန်းဖြစ်ပါတယ်။ရှစ်လက်မပတ်လေဘန်းမှာအခုကြုံနေအလုံးလုံးပြီးရင်အကွာအဝေးဘယ်လောက်ထားရလဲဆိုတာကိုပြပေးပါမယ်။အခုလောက်ထားတဲ့အချိုးအစားက26ဂရမ်ဂျုံလုံး၄လုံးစီတန်းပြီးတော့၄တန်းရမှာပါရှစ်လက်မမူထဲမှာနော်။ခုလိုမျိုးဂျုံလေးတွေကိုစနစ်တကျလုံးပြီးတော့ဘန်းနဲ့ထည့်ပါမယ်။ တခါလေကျရင်အထဲထဲမှာအဲ့လိုလေးရှိနေရင်ပြထားတဲ့အတိုင်းချုံကိုဖိပြီးလေးပြန်ထုတ်ပြီးမှလုံးပေးပါလေလုံးလေးတွေကျန်နေလို့ရှိရင်ပတ်မုံသားထဲမှာလေပေါက်ကြီးစေပါတယ်ဒါကြောင့်မလို့ဂျုံလုံးကိုပုံသွင်းတဲ့အခါမှာလေထုတ်ပြီးမှသွင်းပေးပါနော်အခုဆိုရင် ရှီလက်မတပန်းစာပြီးပြီဆိုတော့နောက်တပန်းစာဆက်လုပ်ပါမယ်နှစ်ပန်းလုံးတည်တည်ကြကြပုံသွင်းပြီးပြီဆိုလို့ရှိရင်ပလတ်စတစ်အုပ်ပြီးတော့နှစ်ဆပွားလာတဲ့အထိပွားခံပါမယ်ဒါလေးကတော့နှစ်ဆပွက်လာပါပြီရှစ်လက်မပက်လဲမူထဲမှာထည့်မယ်ဆိုရင်အခုလိုမျိုးမူနဲ့ ပြည့်ပြည့်တဲ့အနေထားရောက်ကနေ့ထိပေါ်လာမှာဖြစ်ပါတယ်ကွတိဖြစ်မှာပါပြီးတော့ဒီတေချာပေါ်လာပြီဆိုရင် oven ကို preheat ပေးပြီးတော့ wrap in plastic လေးကိုဖဲပါမယ်မုန့်လေရတကယ်ဆိုရှစ်လက်မနှစ်ပန်းစာအပြည့်ရပါတယ်เนาะတလုံးလိုနေတာကအင်အားကလေးလေး play doh ဆော့ဖို့အတွက်ယူသွားလို့ပါဒါဆိုလို့ရှိရင်เนาะဒီထဲမှာအမ်ပေါ်ခံရမယ့်အချိန်လဲပြည့်ပြီဆိုတော့သူ့ကို ပရိဟိပေးထားတော့မှနှုတ်မုံလေးတွေလိုက်ဖြူပါမယ်ဒါလေးကတော့နှုတ်မုံဖြူထားတာပါနှုတ်မုံလေးကိုပြထားတဲ့အတိုင်းခပ်ပပလေးလိုက်ပြီးတော့ဖြူပေးပါမယ်နှုတ်မုံဖြူပြီဆိုရင်တော့ဆက်ထဲထည့်ပြီးအစင်သေးဖုတ်လို့ရပါပြီဆက်ကတော့ပရိဟိပေးရမယ့်အချိန်က15မိနစ်လောက်ပေးပြီးမှမုတ်ကိုထည့်ပေးပါခုဆိုရင်တော့မုတ်လေးတွေကျက်ပါပြီနိုင်ဝက်ဝင်ကျင် ဖုတ်ရပါတယ် မုံလေးတွေကြက်ပြီးဆိုလို့ရှိရင်ဒီမုံလေးတွေကိုခဏလောက်အေးခံပြီးတော့ခဏနွေးအနေထားမှာဘန်းထဲကနေထုတ်ဝေးရပါမယ်။ခုဆိုရင်တော့ခဏနွေးအနေထားဖြစ်သွားပါပြီ။အခုပြရတဲ့နီနေတဲ့နေရာလေးကကြတော့ဆက်ရဲ့အထက်ထက်မိချောင်းကမညီတဲ့အတွက်မိအများနေတဲ့နေရာတွေကနေသွားတာဖြစ်ပါတယ်။အခုခဏနွေးအနေထားရပြီဆိုရင်ပြထားတဲ့အတိုင်းဘေးလေးတွေကိုနည်းနည်းဆွဲပြီးတော့မှောက်ချလိုက်ရင်သူအလိုလိုထွက်ကြလာမှာဖြစ်ပါတယ်။ ုတ်သားလေးကအရန်နူးဤဖက်နေတဲ့အတွက်ကြောင့်နည်းနည်းဟိုကင်တဲ့ခါကြကြရင်တော့တတိထားပေးပါလုံးဝအေးသွားပြီဆိုရင်တော့အကင်ခံပါတယ်လုံးဝမအေးသေးဘူးခနွန်းနွေးမှဆိုရင်ကင်ရတာတတိထားပေးရပါတယ်အခုလိုမျိုးနူးညံ့ဤဆက်နေတဲ့မုတ်သားလေးကိုရမှာဖြစ်ပါတယ်ဒူရင်သီးအနံ့လေးကမှွေးပြီးတော့အရသာမှာလည်းဒူရင်သီးအရသာလေးနဲ့အချိုတက်လေးအနေငယ်ပါတယ်ဒီတိုင်းဆိုင်းရင်လည်းအရသာကောင်းတဲ့ဒူရင်သီးပေါင်ပေါင်လေးဖြစ်ပါတယ် လုံးဝအေးပြီဆိုရင်အခုပြထားတဲ့အတိုင်းအဖိခံပါတယ်ပြီးလိုက်ရင်ပြန်ကြွရဲဆိုရင်တေချာကြက်လို့ပါကဲအားလုံးပဲအဆင်ပြေကြပါစေနော်ဒူရန်စီပေါမုံသင်ကန်းစာလေးကတော့ပြီးဆုံးသွားပါပြီနားမလည်တာရှိရင် comment မှာမေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်